မင်္ဂလာပါခင်ဗျာဒီနေ့မှလည်းစောင်းပါလေးတစ်ပုဒ်ဖတ်ပြပေးလိုပါတယ်စောင်းပါခေါင်းစဉ်ရဲ့နာမည်ကတော့ Federal Democracy အတွက်လက်နက်ကန်ရမလိုအပ်ပါဆိုတဲ့စောင်းပါဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ဖြစ်စဉ်တမိုင်းတစ်လျှောက်လုံးမှာကြောင်းလဲမှုကိုတက်မတော်ကသာဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုဒီစောင်းပါလေးကိုအစအဆုံးနားထောင်ခြင်းဖြင့်တွေးတစ်ခုရရှိလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဒီစောင်းပါလေးကိုတင်ပြပေးပြရစေ ဖယ်ရဒီမိုကရေစီစနစ်အတွက်လက်နက်ကင်ရမလိုအပ်ပါနိုင်တဲ့လူမှာဖေးတထောင်ရှိပြီးရှုံးတဲ့လူမှာအမိမဲ့သားရေနှန်းငါဟုသောစကားပုံရှိပါတယ်2010ခုနှစ်မှာမြန်မာနိုင်ငံဟာဆိုရှယ်လစ်စနစ်မှဒီမိုကရေစီစနစ်ကိုပြောင်းလဲခဲ့ပါတယ်ဤဒီမှာဒီမိုကရေစီနဲ့အောင်ပွဲပင်ဖြစ်သည် ထိုအခါအဖေးတထောင်ပေါ်လာသည်အဖေးတထောင်သာမက အမေတယောက်လည်းထူးခြားစွာပါဝင်ပါသည် မြန်မာဒီမိုကရေစီမိခင်ဟုပင်ကင်မွန်းတက်ကြပါသည်1988ခုနှစ်အရေးခင်ကာလအနာသိန်းစစ်ဆိုးရကပြဿနာနှစ်ရပ်ကိုတပြိုင်တည်းဖြေရှင်းခဲ့ရသည်ဘကဘယူဂျီများရေပုံမြေောက်သပိတ်ပေါင်းစုံမှောက်နေကြချိန်မှာသပိတ်စုံသပုံထဘကမနီဗျူဟာအတိုင်း1988ခုနှစ်စက်တင်ဘာလ14ရက်နေ့တွင်ဘကဘတို့မိုင်းယမ်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်သည် KMUR လည်းဒေါ်ယမ်းမေတဝေါကိုဝန်ရောက်တိုက်ခိုက်သည် တပ်မတော်ကတိုက်ပွဲကြီးများမပြတ်တိုက်ခိုက်ကတောင်းကျမ်းသူများကိုဥနိုင်ထားရသည်တစ်ဖက်တွင်လည်းမြို့ပေါ်မှာပတ်တုပ်ရီမရတော့အစံဖက်လူရက်တပ်ဖက်လူများခြုံငင်းအောင်ထိမ့်သိမ့်နေရသည်တပ်မတော်ဆိုရကနိုင်ငံတော်တာဝန်ကိုယူပြီးသည့်အခါတရားဥပဒေစိုးမိုးရေးလမ်းမဆွတ်သွယ်မှုလုံခြုံချုံးမိစေရေးပြည်သူများစားဝတ်နေမှုအဆင်ပြေစေရေးနဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပရေးဟုတဲ့အဓိကတာဝန်ကြီး၄ရပ်ကိုဆောင်ရွက်မိဟုကြေညာသည် ဟောင်ကောက်90မေလ30ရက်နေ့မှာရွေးကောက်ပွဲကျင်းပရာ28ပါတီမှကိုယ်စားလှယ်များအရွေးချယ်ခံခဲ့ကြသည်မြို့သားဒီမိုကရေစီဖွဲ့ချုပ်တောင်ပြိုကမ်းပြိုနိုင်ခဲ့သည်အာနာလွှဲပြောင်းရယူခြင်းမရှိခင်မှာပင်တပ်ခွဲဝင်ကြီးဌာနစစ်ရုံးကိုရန်ကုန်မြို့ပြင်ရဲမုံတို့ပြောင်းရွှေ့မိအကြံနှင့်တမတော်ကြီးရီလီကိုခွဲမိအကြံများကိုကြားသိလာခဲ့ရသည်မြို့သားဒီမိုကရေစီဖွဲ့ချုပ်မှဦးကြည်မောင်နှင့် Dominic Forraro ရဲ့ထူးခြားတဲ့ဆွေးနွေးချက်များလည်းပေါ်လာသည် ထိုဆွေးနွေးချက်ကိုနိုင်ငံတော်ညီဝေးပြည်ပမှုတည်ဆောက်ရေးအဖွဲ့အကြိမ်တရာမြောက်သတင်းစာရှင်းလင်းပွဲတွင်ဗိုလ်ချုပ်ခင်ညွန့်ကရှင်းလင်းပြောကြားသည့်အတိုင်းဖော်ပြပါမည်။နောက်တစ်ခုကဇူလိုင်လ23ရက်နေ့ကအေရှားဝီမဂ္ဂဇင်းဒါက23ရက်ဆိုတော့ကြိုပြီးထုတ်ထားတာပါ။အေရှားဝီမဂ္ဂဇင်းကပေါ့လေအဲ့ဒီထက်မှပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အာရေးသတင်းဌာနကလည်းထုတ်ပြန်သွားတယ်ဥချီမောင်နဲ့ Dominic Fora တို့တွေ့ဆုံဆွေးနွေးကမ်းဆိုတော့မှ Dominic Fora ကရန်ကုန်ရောက်လာတော့မှဥချီမောင်နဲ့တွေ့ဆုံဆွေးနွေးချက်ကို အဲ့ဒီမဂ္ဂဇင်းမှာဖော်ပြထားတယ်။အိုင်မှာလည်းဇူလိုင်လ17ရက်9နာရီမှာ ထုတ်လင်းသွားတယ်။အဲ့ဒီထဲမှာပါတဲ့အချက်တွေက Dominic Forda ကမေးတာပြည်သူတွေက Glazer ချိန်မှာကိုစေဆိုးရကဥပန်ဆိုးရင်နေလားဆိုပြီးမေးတယ်။မေးခွန်းကတော့အတော်လေးကိုအသာပေးပြီးမေးထားတာ။အဲ့ဒီဖြေကြားချက်ကိုကျွန်တော်ဖြေရှင်းပေးရမယ့်ပြဿနာတွေအများကြီးရှိနေပါတယ်တဲ့။တကယ်တမ်းပြောရမယ်ဆိုရင်ရက်ဆက်ကြမ်းကြုတ်တဲ့ နာဇီဂျာမန်လူမျိုးတွေဘလောင်များနှုတ်ရင်ပတ်တရားရုံးတော်မှာရုံးတင်စစ်ဆေးခြင်းခံရပါတလေတဲ့သူကအဲ့ဒီတော့ဒီဟာကိုသေချာဖတ်လိုက်လို့ရှိရင်အဘိဘေကရှင်းလင်းပါတယ်နှုတ်ရင်ပတ်တရားရုံးမှာ စစ်ဆေးခံရပါသလားဆိုပြီးတော့ပြန်မေးတယ်ဟူဤထိုချက်လက်တို့ကအဖွဲ့ချုပ်ပါတီနဲ့တက်မတော်ဆိုရာကြားရှုပ်ထွေးမှုများကိုပေါ်ပေါက်စေခဲ့ဤအာနာအရင်လွှဲမလားဖွဲ့စည်းပုံအရင်ဆွဲမလားဆိုတဲ့အဖြေကိုရှားကြသည်ထိုချိန်တွင် တရားဝင်တည်ထားသောပါတီပေါင်း93ပါတီ၌ဆန္ဒကိုခံယူကာအာဏာလွှဲပြောင်းရေးတွင်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိမဖြစ် လိုအပ်သည်ဟုသောပါတီက73ပါတီဖွဲ့စည်းပုံအခြေခံဥပဒေရှိရမည်ဟုသောပါတီက44ပါတီနှင့်ဂျားနေ17ပါတီတို့သဘောထားပေးခဲ့ကြသည်မူလဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သုံးဆရမည်ပါတီလည်းရှိသည်ဒေါန်ဆန်းစုကြည်ကိုတိုင်လည်း1989ခုနှစ်ဇွန်လ1ရက်နေ့အေရှားဝီမှဒေါမနစ်ဖော်ရာနှင့်တွေ့ဆုံနာမှာ ဘယ်သူပဲအရွေးခံရခံရအာဏာလွှဲပြောင်းမှုမလုပ်ခင်မှာပထမဆုံးပသိပုံအခြေခံဥပဒေကိုရေးဆွဲပြီးအတည်ပြုရမှာဖြစ်တယ်လို့ပြောခဲ့သည်နိုင်ငံတော်ညီဝေးပြည်ပမှုတိဆောက်ရေးအဖွဲ့ကပသိပုံအခြေခံဥပဒေရေးဆွဲနိုင်ရေးအတွက်အမျိုးသားညီလာခံကြီးကိုကျင်းပရန်စီစဉ်သည်ထောင်ကွာ93ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာအမျိုးသားညီလာခံကိုစတင်ကျင်းပခဲ့သည်အမျိုးသားညီလာအမျိုးသားဒီမိုကရေစီ ဖွဲ့ချုပ်ပါတီကိုယ်စားလှယ်များပါဝင်ကိုယ်စားလှယ်ပေါင်း902ဦးတက်ရောက်ခဲ့သည် ဒေါန်စန်းစုကြည်သည်1995ခုနှစ်ဇူလိုင်လ10ရက်နေ့တွင် တာစီမိတ်ရုပ်သိမ်းပေးခဲ့သည်ဇူလိုင်လ17ရက်နေ့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်သည်ထိုသတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက်တွင် we have to choose between dialogues or atta devastation ဟုဖော်ပြထားသည်တိစုံဆွေးနွေးခြင်းနှင့်အလုံးစုံပြတ်သုံးခြင်းတည်းဟုသောလက်နက်တွေအနက်တစ်ခုခုကိုရွေးရမည်ဟုဆိုလိုရင်းဖြစ်သည် နိုင်ငံညီဝေးပြည်ပမှုတိစားဖွဲ့တက်မတော်ဆိုရကဒီမိုကရေစီလမ်းညွှန်ချက်9ချက်နှစ်အကြီးအမျိုးသားညီလာခံကိုဆက်လက်ကျင်းပသည်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲသည်ပြည်သူတို့၏60ရာခိုင်နှုန်းကျော်ဆန္ဒမဲဖြင့်အတည်ပြုပေးခဲ့သည်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်9တွင်နိုင်ငံတော်သည်စစ်မှန်၏စီကံပြေဝါသောပါတီစုံဒီမိုကရေစီစနစ်ကိုကျင်းသုံးသည်ပုံမှန်35နိုင်ငံတော်၏စီးပွားရေးစနစ်သည်ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည် ိုသည့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုတိကျစွာဖော်ညွှန်းသည့်အခြေခံမူများကိုထည့်သွင်းထားသည်ပြချင်းမှစပြီးစေဆိုးရသည့်၎င်းတပါတီအာဏာရှင်နိုင်ငံရေးစနစ်သည့်၎င်းမြမမြေပေါ်တွင် အပိပိုင်ရဆိုင်သွားတော်သည်2012ခုနှစ်ဧပြီလ1ရက်နေ့မှာကြားပြတ်ရွေးကောက်ပွဲမှာဒေါန်ဆန်းစုကြည်သည်ကော်မူးမြို့နယ်မှဝင်ရောက်ရှင်ပြန်ရေးခံခဲ့ပြီးဤသို့လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည် 2012ခုနှစ်မေလ2ရက်နေ့မှာကျင်းပသောတော်တော်အစည်းအဝေးမှာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ပါမိဟု၎င်းကိုယ်တိုင်ကြမ်းကြိမ်သစ္စာဆုပ်ခဲ့သည်။တမိုင်းတွင်ပါတီစုံဒီမိုကရေစီစနစ်ကိုပြည်သူများကြားပူးလောက်အောင် စတင်မိတ်ဆက်သူမှာ အများကအာနာရှင်ကြီးဟုခေါ်နေသောဥနေဝင်ဖြစ်သောနောင်လာနောက်သားများမသိကြပါပြည်သူကမှပါတီစုံဒီမိုကရေစီစနစ်ဟုမပြောတတ်ကြခြင်း 1988ခုနှစ်ဇွန်လ23ရက်လမ်းစဉ်ပါတီရေပေါ်ညီလာခံမှာပါတီဥက္ခရာကြီးဦးနေဝင်က1988ခုနှစ်မတ်လနဲ့ဇွန်လမှာဖြစ်ပျက်ခဲ့တဲ့သွေးထွက်တန်ရိုးရေခင်းများဟာအစိုးရနဲ့အစိုးရအဖွဲ့ကိုဥဆောင်နေတဲ့ပါတီကိုပါအယုံကြည်ကင်းမဲ့နေတာကိုထိုရုံးရင်းဆန်ခတ်မှာကိုယ်တိုင်ပါဝင်သူများနဲ့နောက်မှအားပေးသူများကပြသလိုက်တယ်လို့ယူဆတယ်။တတိုင်းပြည်လုံးလူမှုအနေနဲ့ဒီယုံကြည်မှုကင်းမဲ့ဘက်ကအများစုလား အ ਨੇ စုလားဆိုတာကိုစမ်းစစ်ဖို့လိုပါလိမ့်မယ်။တပါတီစနစ်သို့မဟုတ်ပါတီစုံစနစ်ဆိုတဲ့စနစ်ကဘယ်စနစ်ကိုရွေးပါသလဲလို့တပီလုံးလူလူဆန္ဒခိုင်ခွဲကျင်းပပေးရဲ့ညီလာခံတို့တင်ပြပါတယ်ဆိုပြီးဒီစကားကို ပြောပြီးဒီမိုကရေစီလမ်းကို ဖွင့်ပေးခဲ့တယ်။ထိုချိန်မှစပြီးပါတီစုံဒီမိုကရေစီဆိုသောစကားကိုလူလူများကြားစတင်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။ပါတီစုံစနစ်ကိုမျက်စိဖွင့်ပေးသူမှာ မြမဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကရာရဲဘော်၃ချိတ်ဝင်ဘိုလ်ချုပ်ကြီးငိမ့်ဥနေဝင်ဖြစ်ပြီးပါတီစုံဒီမိုကရေစီစနစ်ကိုဥပဒေနဲ့အညီပြုပြင်ပြောင်းလဲနိုင်ရန်၂008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကဆိုရှယ်လစ်တပါတီစနစ်မှာပါတီစုံဒီမိုကရေစီစနစ်ကိုပြောင်းလဲပေးခဲ့ပြီးမှတက်မတော်ဖြစ်ကြောင်းကို Federal Democracy ရခြင်းလို့စစ်တိုက်နေသည်ဟုပြောသောတမိုင်းအပြည့်စုံကိုမသိကြသေးသည့် PDF ဆိုသူလက်နက်ကင်လူငယ်လေးများကိုသိစေခြင်းသည် ယခုခါတမတ်ကိုစားပြုတ်ပြီးနိုင်ငံရေးဥတီချက်တွင်စစ်မှန်၍စီကံပြေဝသောပါတီစုံဒီမိုကရေစီစနစ်ကိုတရားမျှတမှုအပြည့်ကျင့်သုံးပြီးဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးဟုဆိုထားပေရာဖက်ဒရယ်ဒီမိုကရေစီအတွက်လက်နက်ဆွဲကင်စစ်တိုက်ဖို့မလွတ်ပါချောင်းနှင့်တမိုင်းစင်လာတိုင်းပင်တမတော်ကသာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကိုပြောင်းလဲပေးလိမ့်မည်ဟုအတိပေးလိုက်ရပါတော့သည်အမျိုးသားနိုင်ငံ၏အသည့်တစ်ခု က်ရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်